ဆိုအားလုံးပဲမင်္ဂလာပါ good morning ပါတော့ကျွန်တော်တကယ်ပြောချင်တဲ့အကြောင်းအရာတော့အဲ့ဒီအကောင့်တူတွေလာလာပြီးတော့မိလာရှို့တဲ့ဘဲလေးတွေပေါ့နော်အဘဲလေးတွေကိုအဘဲလေးတွေကိုပြောပြချင်တာနော်သိမရှိပဲနဲ့အောင်လာမနှောင်းနဲ့ဟိုကျွန်တော်ဒီသမောသားလောကထဲမှာ2023ရောက်ကလေးဟိုကကျွန်တော်လှုပ်ရှားရှိတာကိုလှုပ်ရှားရှိတာကိုလှုပ်တယ်အော်ဒီလောကထဲမှာ ဟိုအားနေကြတွေအများကြီးရှိတယ်ဖြစ်ရမယ့် quality ဖြစ်ရမယ့် quality အများကြီးရှိတယ်ဖြစ်စရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဟို crew ဘွားတို့ကကျွန်တော်တို့ဘာမှလုံးလုံးပေးနေတာတိတ်မရှိဘူးဆိုတော့ကျွန်တော်လုံးပေးခဲ့တာကအော် line ပေါ်ရောက်တဲ့ချိန်မှာတခြားတငယ်ချင်းတွေကိုအော်တင်မို့ပေါ်ရောက်အောင်အဲကူညီပြီးတော့ချိတ်ဆက်ပေးနိုင်ဒါမျိုးလောက်ပဲရှိတယ်နောက်ပိုင်းကျွန်တော်တို့စာတွေဖတ်လာတယ်စာဖတ်လာတဲ့အခါမှာတချို့အတွင်းမြင်တွေကျွန်တော်ရခဲ့တဲ့ အာစာဖတ်ပြီးရရခဲ့တဲ့အတွေ့အမြင်တွေနဲ့ပင်လေတဲ့ရခဲ့တဲ့အတွေ့အကြုံတွေကိုအာကျွန်တော်အနေနဲ့နောက်26 2019မှာအော်စာရီရေးပြီးတော့ရေးပစ်တယ်ပေါ့နော်အဲ့ဒီအတွေ့အကြုံတွေရေးပစ်တယ်ပြီးရင်အလီဘန်ဝီကန်ရေးအဲဝီဘန်လီကန်ရေးတွေပေါ့နော်အဲ့ဒါတွေလည်းလုတ်ဖြစ်တယ်အဲ့ဒီတော့လည်းလုတ်လို့ကောင်းတယ်ဆိုတော့ MSU group ထဲမှာကျွန်တော်အများကြီးရေးခဲ့တယ်အဲ့တချို့တင်မောသားစာတောင်တွေထဲမှာလည်းရေးတယ်အာ ဟိုဟာ MMU ကထုတ်တဲ့မဂ္ဂဇင်းထဲမှာလည်းပါမှုတယ်ဆိုတော့ဒါလေးကတက်တက်တပိုင်းပေါ့နော်အကျွန်တော်လုံးစီကပြောနေတာကျွန်တော်တို့ကလုံးစီကရှိတာလုံးစီကရှိတာဒီဟိုကျွန်တော်တို့ကဒီသမုန်းသားဘုရားစကလေးကလုတ်ခဲ့တာဆိုတော့အခုချိန်ကြာမှဗီဒီယို vlog တွေရိုက်ပြီးတော့လုတ်ချင်ရင် short လုပ်နေရမှာမဟုတ်ဘူးနောက်ပိုင်းကျွန်တော်တို့ကျွန်တော်ယာကြီးစာမွေးဖြည့်တယ်ယာကြီးစာမွေးဖြည့်ပြီးတော့ဒီခစ်ကပြောင်းလာတာမဟုတ်စာရေးတဲ့ခစ်ကနေကျွန်တော် အဲဘလော့တွေရိုက်ရခေပြောင်းလာတယ်ပြီးတော့တကယ်လုပ်ငန်းခွင်ဆိုတာလည်းဒီဗီဒီယိုနဲ့ပြတာကစာရေးပြတာနဲ့ပို့ပြီးတော့မြင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ officer live မှာအာဒီ navigation နဲ့ပတ်သက်တဲ့အရာရှိတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော် vlog လုပ်တယ်တင်ပြတယ်ဗောနော်အဲ့တုန်းကလည်းအစွဲခံရတာဗောနော်အာဟိုဟာမားတယ်ဒီဟာမားတယ်ဟိုဟာပြစ်တယ်ဒီဟာပြစ်ကျွန်တော်ကမားတာမှန်တာဆိုတာထက်ကို regulation တွေဆိုတာထက်ကိုကျွန်တော်တို့ကတင်မို့မှာကျွန်တော်တကယ်လုပ်ရတဲ့ဟာတွေကို ဒါကဒီလိုလုံလုံနေရတယ်ဆိုတော့ကျွန်တော်ပြတာလားဖြစ်တယ်ဆိုတော့မှန်တာလည်းရှိမယ်မှန်တာလည်းရှိမယ်အသုံးဝင်တာလည်းရှိမယ်ဟိုလူတိုင်းအတွက်ကတော့အသုံးတည့်ချင်မှတည့်မှာပေါ့နော်နောက်ပိုင်းကတော့ဒါတင်မောသားလောကအပြင်ဘက်ကလူတွေအဲအတွေ့အကြုံရအောင်လို့ကျွန်တော်ပင်လေတဲ့အကြောင်းအရာတွေကိုပြောတယ်ပြောပြတယ်ပေါ့နော် blog လုပ်ဖြစ်တယ်တင်မောဘောအကြောင်းအရာတွေ share လုပ်ဖြစ်တယ်ဆိုအဲ့ဒီမှာလည်းအဲ့လိုပဲမှားလည်းပန်တာလည်းမှန်တာလည်းပေါ့ဆိုတော့ဟို ကျွန်တော်တို့လူတွေထင်တဲ့ဥစ္စာတွေဒီလောကအတွက်လိုအပ်နေတဲ့ကွက်လက်မှန်မြောက်ဖြည့်ဖို့ကြိုးစားပေးတာကြီးပဲ။အော်မှာကောင်းမှာသွားနိုင်တယ်ပေါ့နော်။အချို့စကားတွေကဒေါသတွေပါကောင်းပါသွားနိုင်တယ်ပြောရစီပြောတယ်ပေါ့။ဆိုတော့ပြီးတော့အခုအခု level ကဘယ်ကိုရောက်နေပြီလဲဆိုတော့ကျွန်တော်တို့ကဒီလူသစ်တွေကိုအဓိကထားပြီးတော့အလုတ်ကန်ရှာဖွေပြီးတဲ့ level ပေါ့နော်။ဟိုဒီတိုင်းရှာလို့ကလည်းမရဘူး။တို့တို့အတွက်ဘာလို့အဲ့လဲပေါ့။ ဘာလို့အလဲဆိုကျွန်တော်တို့ကအရင်ရှားရတယ်ပြီးတော့ကိုဘယ်လောက်ထိလိုပေးနိုင်လဲဆိုတော့ပမာဏကိုလည်းကျွန်တော်တို့ကချိန်ရတယ်ဆိုတော့အဲ့ဒီမှာလည်းဒုံးမှန်တိုင်းအကောင့်တူတွေလာပြီးတော့ဟာလူသစ်တွေကိုလှုပ်ရှားတယ်လို့ပါအဲ့လှုပ်ရှားဖို့ကအဲ့လူတွေရဲ့ယုံကြည်မှုရှိဖို့လိုတယ်ပြီးရင်သူတို့ကို ဖြည့်ဆည်းပေးနိုင်မယ်သူတို့ပြဿနာကိုဖြည့်ရှင်းပေးနိုင်မယ် quality ပေါ့နော်အရင်ချင်းတည့်ရရှိဖို့လေလူတွေဥမာဒီလူသစ်တွေကို လိုင်းမှန်ကမ်းမှန်အလုတ်ရှာပေးနိုင်မှုအတွက်ကအဲ့ဒီလိုင်းမှန်ကမ်းမှန်ကိုကိုယ်ကိုယ်တိုင်သိဖို့လိုတယ်ပြီးအဲ့ဒီလိုင်းမှန်ကမ်းမှန်ကိုလူပို့တဲ့အခါကိုပို့တဲ့လူကိုကိုပို့တဲ့တင်မောသားကိုအဲ့ဒီ SRBSD ကလက်ခံအောင်ပြောတတ်ဆိုတတ်ဖို့လည်းလိုတယ်ပြီးအဲ့ဒီ SRBSD ကကျွန်တော်ကိုယုံကြည်မှုရှိဖို့လည်းလိုတယ်ကျွန်တော်နဲ့ဆက်ဆံရေးကောင်းလည်းရှိထားဖို့လည်းလိုတယ်ပြီးတော့ကျွန်တော်ဒီအမှန်တကယ်ပဲ ဒီဒီမှာသာလူသစ်တွေပေါ်မှာအဲမတော်လောဘနဲ့အမျက်ထုတ်နေတဲ့လူမဟုတ်ဘူးဆိုတာကိုလေတမောသာဒီတမောသာရဲ့ဆွေမျိုးတွေပြီးရင်သူတို့ပတ်ဝန်းကျင်ကတမောသာဒီကိုတိုင်းနားလေဘူးလေလူအဲ့လိုတိတိလို့လေကျွန်တော် VIP စီမံစာပြေရုံးငန်းကိုလာကြတာကြုံကြည်မှုနဲ့လာတယ်ကျွန်တော်တကယ်အလုပ်လုပ်ပေးနိုင်မယ်ဆိုပြီးတော့လာတယ်เนาะ ဆိုတော့လူသိရောလူဟောင်းရောကအဲ့ဒီယုံကြည်မှုကအရေးကြီးတယ်အဲ့ဒီယုံကြည်မှုကိုကျွန်တော်တိဆောက်လာတာ2016 2019လောက်ကလေးကနော်စာရေးပြီးတော့ဇလန်းစခဲ့တာပေါ့နော်အခု2026ကိုသွားတော့မယ်2025ဖြစ်သွားတယ်7နှစ်9နှစ်လောက်ရှိသွားတယ်ဆိုတော့ဒါကလွယ်လင်းတကူရခဲ့တဲ့ယုံကြည်မှုမျိုးတွေမဟုတ်ဘူးနော်ခိုင်မာမှုမရှိပဲရခဲ့တဲ့ယုံကြည်မှုမျိုးတွေမဟုတ်ဘူးအခုကျွန်တော်အော်မနေ့ကဆိုရင်ဒါစာလုံးမှာစာမွေးဖြည့်တဲ့အကြောင်းပေါ့နော်တော့တော့ကုန်မလဲဆိုတော့ကျွန်တော် လက်ရှိကျွန်တော်လက်ရှိ current အခြေအနေကိုကျွန်တော်ပြောပြပြတယ်အဲဘယ်တော့လောက်ကုန်လဲဆိုတော့ဟုတ်ပြောပြပြီးတခြားအကြောင်းအရာတွေပေါ့နော်ဒီမှာဆောင်ဝဲဖြေရအကြောင်းအရာအဲ့ဒီမှာအဲထုံးငန်တိုင်းဆရာကြီးတွေကကြည့်တော့လေအကောင့်တွေကသိမရှိတဲ့အကောင့်တွေဒီမှာပိတ်ထားတဲ့အကောင့်တွေဘယ်သူဘယ်မှမသိတဲ့အကောင့်တွေတဲ့မှာဟောဟိုဟိုကနေကြက်ပေးလိုက်ဒီကနေကြက်ပေးလိုက်အဓိကကတော့ဒီလူတွေကကျွန်တော်ကိုတခုခု ြိုလဲသွားတာကိုသူတို့ကမြင်နေတာပေါ့နော်အဲ့တော့တစ်ခုခုနဲ့ညှိဆွန်းပြီးတော့ထိကြိုက်သွားတာကိုသူတို့ကမြင်နေတာအာမော်နိုင်းလင်းရဲ့ပျက်စီးရပျက်စီးချောင်းတွေကိုသူတို့ကမြင်နေတာပေါ့နော်ဆိုကျွန်တော်တို့ကကိုရှောင်းနေတဲ့လမ်းကဘယ်ကိုဥတည်နေလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်သိထားဖို့လိုเนาะပြီးရင်ကျွန်တော်တို့ဘာဒီလုံးနေလဲဆိုတော့ကျွန်တော်တို့သိထားဖို့လိုဆိုတော့အခုကျွန်တော်တို့ဒီမှာဆံမွဲဖြည့်တယ်ဆံမွဲဖြည့်ဂျင်းအဖြစ် နောက်ထပ်အလုတ်ကန်အခွင့်လန်းနေထပ်ပြီးတော့ဖန်တီးပေးနိုင်ဖို့ကကျွန်တော်ကမျှော်လင့်တာအော်ကိုကျွန်တော်ဒီဟာဓာကြီးလက်မှတ်ကန်ပြီးတော့တက်မှာကိုကိုအလုတ်တွေကောင်းကောင်းရဖို့ဆိုတာထက်ကိုအဲ့ဒါလည်းတစ်ပိုင်းပေါ့နော်အဲ့ဒါလည်းတစ်ပိုင်းပြီးဒီဒီမှာရှိတဲ့အလုတ်ကန်အခွင့်လန်းနေဘာတွေရှိမလဲကျွန်တော်ကဂျိန်းတွေပေါ့တွေ့လာမှာဖြစ်တယ်ပြီးရင်ဒီတင်ကြားရေးနယ်ပယ်မှာရောပေါ့နော်ကျွန်တော်တို့ ဘာတွေထပ်ပြီးတော့လိုအပ်လဲဘလို့ကွက်လက်မျိုးတွေကျွန်တော်တို့ဖြည့်ပေးနိုင်မလဲဆိုတော့မျှော်လင့်ပြီးတော့ကျွန်တော်တို့ကအရင်းနှီးအများကြီးထည့်ပြီးလာတာဖြစ်ဆိုတော့အော်ခင်ဗျားတို့အော်တွေးရှိတယ်ဆိုရင်အကောင့်တွေအမှန်ကန်လုပ်လိုက်ငါဘယ်သူပဲวะဆိုပြီးတော့နော်ပြီးတော့မှဟဲ့မင်းဘယ်နေရာဘယ်နေရာမှားနေတယ်ဆိုပြီးတော့အဲ့လိုမျိုးတဲ့လာပြောအဲ့လိုမျိုးကလေပြောဖို့တွေးကြတော့လည်းမရှိကြပြန် ကျွန်တော်ရန်ကုန်မှာရုံးငန်းရှိတယ်ရုံးငန်းကိုလာပြောလို့လည်းရတယ်ပြောမင်းဒီနေရာဒီနေရာဒီလိုမှားနေမင်းဒီလူဒီလူတွေကိုမင်းရိုက်စားလုပ်သွားတယ်ကွာနော်မင်းဒါတော့မဖြစ်သင့်ဘူးမင်းဒါတော့တော့လောက်ရမယ်အဲ့လိုတကယ်အဲ့လိုပြောတဲ့ယောက်ျားချင်းလေတင်မောသားယောက်ျားချင်းအဲ့လိုတဲ့ရှင်းတဲ့ဒါပေမဲ့တခါမှလည်းလာမရှင်းဘူးနော်အာကွန်မန့်နေမှာဝင်ရေးမှာဟိုကပစ်တယ်ဒီကပစ်တယ်မင်းကဟိုကပစ်တယ်ရှားကြီးလာမလုံနဲ့တော့ကြည့်အဲ့တော့ လက်ရှိအခြေအနေကတော့အဲ့ဒီအခြေအနေကိုရောက်နေပါတော့ဆိုတော့ကျွန်တော်တို့ဆက်သွားမဲ့ဥစ္စာကလောက်ကန်အခွင့်အလမ်းပိုကောင်းဖို့ ਨੇ ဒီကျွန်တော်မြန်မာတင်မောသားတွေလူသိပ်ပါတော့အဓိကအဖြစ်ဟောတင့်တင့်နဲ့ရိုက်ကြီးနဲ့တင့်တင့်နဲ့လာတာရဖို့ဟိုဆက်သွားမှာဖြစ်တယ်လက်ရှိကတော့အဲကျွန်တော်စူးစမ်းလာရိုက်ကြီးနဲ့လာတာကြည်တဲ့ line တွေရပြီလူသိပ်တွေအတွက်เนาะဒါပေမဲ့ ကျွန်တော်တို့အဲ့ဒါနဲ့ထိုက်တန်တဲ့ quality တော့ကျွန်တော်တို့ရှိထားဖို့လိုတယ်မရှိရင်ကျွန်တော်တို့ဖြည့်သည် BM တောင်းမှာကျွန်တော်တို့ VIP စီမံဆောင်ပေးမှာရှိဆိုတော့ okay VIP စီမံဆောင်ပေးမှာလူသိရောလူဟောင်းရောတွေ့ကြပါမယ်ဆိုတော့ account 2နဲ့ဘဲတွေလည်းတော့ဆိုရင်ကျင်းနေကြလိမ့်မယ်ထင်တယ်ဆိုတော့မကျင်းနဲ့လည်းမတက်နိုင်ဘူးเนาะ